င်ယုံကြည်နိုင်မှာမဟုတ်တဲ့လစာပမာဏရနေတဲ့မြန်မာနိုင်ငံရဲ့ချမ်းသာဆုံးဘောလုံးသမား၃ယောက်ဒီဗီယိုထဲမှာတော့ယူလောက်စီဟာလစာပမာဏမျိုးရနေတဲ့မြန်မာနိုင်ငံကချမ်းသာဆုံးဘောလုံးသမား၃ယောက်ကိုပြောပြပေးသွားမှာပါအားလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံဟာဘောလုံးအားစားကိုချစ်မြတ်နိုးကြတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဒါကြောင့်လည်းဘောလုံးပွဲတွေအထူးသဖြင့်လက်မလက်ရွေးစင်အသိရဲ့ဘောလုံးပွဲဆိုရင်မျိုးချစ်စိတ်တဲ့အပြင်နဲ့အားပေးကြပါတယ်ဒါပေမဲ့လည်းမြန်မာနိုင်ငံရဲ့အခြေအနေနဲ့နှိမ့်ကြတဲ့ဘောလုံးလောကကြောင့်မြန်မာဘောလုံးသမားတွေအများစုဟာကမ္ဘာပေါ်ကအခြား ားသောပလုံးသမားတွေနဲ့ရှင်မယ်ဆိုရင်လမ်းစာငွေကြေးရတာနဲ့ပါပါတယ်။ဒါပေမဲ့လည်းပြည်တွင်းနဲ့လက်ရွေးစည်တဲ့မှာခြေစမ်းပြကနိုင်ငံသားထွက်ကစားခွင့်ရတဲ့ပလုံးသမားတွေကတော့ယူလောက်စရာလမ်းစာမျိုးနဲ့တကယ့်ကိုမှချမ်းသာကျေွားတဲ့ဘဝတွေကိုပိုင်ဆိုင်ထားကြတာပါ။ဒီပြောထဲမှာတော့မြန်မာနိုင်ငံကလမ်းစာအကောင်းဆုံးနဲ့ချမ်းသာဆုံးပလုံးသမား၃ယောက်ကိုပြပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်၁အောင်သူ အရင်ရှေခိငေခွေကနဝေဘလုံးသမားတွေပြီးရင်ဒီဘက်ခေတ်မှာတောက်ပါဆောင်ဘလုံးသမားကတော့အောင်တော့ပါအောင်တော့ပါမြန်မာဘလုံးလောကမှာရှာရှာပါပါထွက်ပေါ်လာတဲ့ဘလုံးသမားတယောက်ဖြစ်ပြီးတော့မြန်မာလရေးစဲ U20 အသင်းကိုကမ္ဘာဖလားဝင်ခွေရအောင်လုပ်နိုင်ခဲ့တဲ့အဓိကကစားသမားဖြစ်ပါတယ်။ဒါပြင်အောင်တော့ပါအာဆီယံမှာအတောက်ပါဆောင်ကစားသမားတွေတဲကတယောက်ဖြစ်တာပါဝင်ပါတယ်။ဒါကြောင့်လည်းအောင်တော့ပါပြည်ပကလပ်တွေအထိကစားခွင့်ရှာတဲ့ဘလုံးသမားဖြစ်လာတာပါ။မြန်မာနိုင်ငံကရန်နာဘုံအသင်းမှာစီနီယာကစားသမားဘဝကိုစတင်ခဲ့တဲ့အောင်တော့ပါ ထိုင်းဘက်ပိုလစ်တီယိုဘူရီယန် အခုနောက်ဆုံးဥထိုင်းသားနေအသင်းတွေမှာကစားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေအောင်သူရဲ့လာစာငွေကတော်တော်လေးကိုများပြားတာပါ။အောင်သူကအခုနောက်ဆုံးကစားခဲ့တဲ့ဥထိုင်းသားနေအသင်းမှာတပတ်လောက်ခလာစာ ေါင်900ရရှိခဲ့ပါတယ်။ပေါင်900ဆိုတာမြန်မာငွေ300နီးပါးဖြစ်လို့အောင်းတို့ဟာတစ်ပတ်ကို300နဲ့တစ်လကို300ဝင်းဝေးရှိနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းအောင်းတို့ရဲ့လာစားကမြန်မာကစားသမားတွေထဲမှာတော်တော်မြင့်မားတယ်လို့ဆိုရမှာပါ။ဒါပေမဲ့အခြားနိုင်ငံရဲ့ကစားသမားတွေနဲ့ရှင်တော့နည်းနည်းသေးပါပဲ။နံပါတ်1မောင်မောင်လေးမြန်မာဘောလုံးသမားတွေထဲမှာအောင်းတို့နဲ့တန်းတူလာစားများတဲ့ကစားသမားတယောက်ကတော့မောင်မောင်လေးဖြစ်ပါတယ်။မောင်မောင်လေးရဲ့ခြေစွမ်းဟာအောင်းတို့မတိမရိပ်ဖြစ်တယ်လို့အခုဆိုရင်အောင်းတို့ထက်တောင်မှပိုပြီးတော့ခြေစွမ်းကောင်းနေပါပြီ။ အတူတပြင်းမမောင်လွင်ဟာတိတ်မကြသေးခင်ကဆိုရင်ကဘာကျော်မန်ယူသိန်းကိုတောင်မှချစ်ကြည်ရေးပွဲမှာဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါရည်။ဒါကြောင့်လည်းမြန်မာပြည်သက်တွေကမမောင်လွင်မှမမောင်လွင်ဖြစ်နေတာပါ။မမောင်လွင်ဟာစောပိုင်းမှာဟန်တာဘရိတ်ယူနိုက်တက်မှာစီနီယာအသင်းကြီးမှာကစားခဲ့တာဖြစ်ကအခုနောက်မှာတော့မမောင်လွင်ဟာရဲကောယူနိုက်တက်နဲ့အခုနောက်ဆုံးထိုင်းကလပ်လန်ဖော်ဝါရီယာအသင်းမှာကစားနေတာဖြစ်ပါတယ်။မမလွေရဲ့လာစာဟာလေတပတ်ကို300ဝင်းကျင်နဲ့တစ်လကို300ဝင်းကျင်ရရှိနေတာဖြစ်ပါတယ်။နံပါတ်3ဟိန်းထအောင် มาเลเซียก็เลยสีแดงก็ Red Giant အသင်းမှာကစားနေတဲ့မြန်မာကွင်းလေသူဟိတ်ထက်အောင်ကလည်းမြန်မာဘောလုံးသမားတွေတဲမှာလစာများဆုံးဘောလုံးသမားတွေမှာပါပါရည်။ဟိတ်ထက်အောင်ကစောပိုင်း2021ခုနှစ်ကလေးကမလေးရှားကလပ်မှာကစားနေတာဖြစ်ပြီးလစာတော်တော်လေးရှားနေတာဖြစ်ပါရည်။ဟိတ်ထက်အောင်ရဲ့လစာကိုတရားဝင်ဖော်ပြထားတာမျိုးမရှိပေမဲ့တပတ်ကို350နဲ့တစ်လကို300ဝန်းကျင်အထက်ရရှိနေမယ်လို့ခန့်မှန်းထားကြတာပါ။အခုပြပြခဲ့တာကတော့မြန်မာနိုင်ငံကလစာများဆုံးနဲ့ချမ်းသာကျဲဝါဆုံးဘောလုံးသမား3ယောက်ဖြစ်ပါရည်။ဒီဘောလုံးသမား3ယောက်နဲ့ပတ်သက် က်ပြီးတော့မမီတို့ရဲ့မြင်လေးကိုလည်းပြောသွားပေးခဲ့ပါအောင်ရှင်။